ပြဿနာတွေဟာအတွေးဟာစလို့လေနော်အတွေးဟာစလို့ကာမတုဒ္ဓံမှာဆိုရသော်ပြဟောထားတာရှိတယ်အတ္တံကာမတေမူလံမင်းရဲ့အရင်မြစ်အစအိုးငါတွေးပြီပါလဲဆိုရင် သင်္ကပ္ပကာမစာတိတွေးတာဟာမင်းရဲ့အရင်မြစ်ပဲကာမဂုဏ်အာယုစိတ်တွေပေါ်လာတာဘာကြောင့်ပေါ်လဲကာမဂုဏ်အာယုစိတ်တွေဟာအတွေးကြောင့်ပေါ်လာ အဲ့ဒီအတွေးဟာကောင်းကောင်းအာယုံစိတ်တွေလောဘတွေရဲ့အရင်းမြစ်ပဲဖြစ်တယ်မြတ်စွာဘုရားကကာမဆိုတဲ့ဒီတဏ္ဍာကရဲ့အရင်းအမြစ်ကိုတွေးတောခြင်းကစတယ်လို့ဆိုပြီးတွေးတောမှုကိုတွန့်လန့်ဖယ်ရှားပြစ်ဖို့ဝီရိယဆိုတာလိုအပ်တယ်လောကမှာအတွေးတွေကလူတိုင်းလူတိုင်းဟာအတွေးကိုစီနဲ့ရှိကြတာဖြစ်တော့ကြောင့်ကိုတွေးတဲ့အတွေးကိုစမ်းစစ်ဖို့လိုအပ်တယ် ကာမဂုဏ်အာယုန်ကြီးခံစားဖို့လောဘနဲ့တွေးတဲ့အတွေ့တွေလားသူတော်ဘာကိုညှင်းမုန်းတီးတဲ့ဒေါသနဲ့တွေးတဲ့အတွေ့တွေလားသူတော်ဘာကိုညှင်းဆက်တက်ဖြတ်ဖို့ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့အတွေ့တွေလားလို့ဆိုတယ်ဒီအတွေ့မျိုးတွေခုတ္တနမှာမပေါ်ရလေအောင်တွန်းလှန်ဖယ်ရှားခြင်းကိုပဲဝီရိယလို့အဲ့ဒီအတွေ့တွေလက်ခံနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်နည်းနဲ့မှစိတ်ပန်းဆိုင်ရာတိုးတက်မှုမရနိုင်ဘူးတဲ့ အရင်ချင်းမရနိုင်ဘူးလို့ဒီလိုရှင်သာရိပုတ္တရာအင်တာမအကြောင်းအကျိုးညင်ညက်တယ်